တတိယကမ္ဘာစစ်သားထားဖြစ်ခဲ့ရင်အမေရိကန်စစ်တပ်ကအကောင်ကြီးတွေပြေးပုန်ကြမယ်လိဝတ်စက်ခန်းကြီးအကယ်၍သာတတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမယ်ဆိုရင်အင်အားကြီးပါတယ်ဆိုရဲအမေရိကန်ပြည်ထောင်စုစစ်ဖက်နဲ့အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်များစုဟာပြည်သက်ကြီးကိုအခုပြောပြပေးမယ့်ခြေဆိုင်စကန်ကြီးစီကိုအပြေးပြောင်းရွှေ့ကြပါလိမ့်မယ်အဲ့ဒီခြေဆိုင်စကန်ဟာသမ္မတကြီးဂျိုးဘိုင်ဒန်ရဲ့ဝေးရမြန်မာတီရှိပါတယ်စကန်ဟာမြို့ကြီးလိုဖြစ်နေပြီးအမေရိကန်ကမြို့တော်များများကိုလည်းတောက်ချနိုင်တဲ့အထည်ကြီးမှာပါတယ် အထဲမှာတင်နေရင်စစ်စခန်းထဲရောက်နေတာလို့ကိုခန်းစားမိမှာမဟုတ်ပဲရေမီးစုံနဲ့လေထီးခုံလို့ရမှာဖြစ်ပါတယ်။အဲဒီစစ်စခန်းရဲ့နာမည်ကတော့ Raven Rock အခြေဆိုင်စခန်းကြီးဖြစ်ပါတယ်။ American သမ္မတ Joe Biden ရဲ့မွေးရမြေဖြစ်တဲ့ Pennsylvania ရဲ့တောင်တန်းမြေတွေပေါ်မှာငေါငေါဆွတ်ဆွတ်တည်ရှိနေတာပါ။ဒီစစ်စခန်းကိုတည်ဆောက်ဖို့ American သမ္မတ Truman က1950မှာအတည်ပြုပေးခဲ့ပြီးတဲ့နောက်1951နဲ့1953ခုနှစ်ကာလအတွင်းမှာနျူကလ িয়ার ကပ်ဘေးဆိုင်ရာအမိတ်ဘေးစင်တာကြီးဖြစ်ရည်ရွယ်တည်ဆောက်ခဲ့ပါတယ်။ ဒီစစ်ခန်းကြီးကဘလောက်တောင်ရေးပါသလဲဆိုရင်သူ့ကိုမြေအောက်ပင်ဒဂုံလို့တောင်ခေါ်တဲ့အထိပါပဲသူမှာအမေရိကန်ဂျီတက်ရေတက်လေတက်နဲ့မရိန်တပ်ဖွဲ့များအတွက်အရေးပေါ်စစ်စင်ရေးစံနာတစ်ခုလည်းရှိပါတယ်စုစုပေါင်း3တပ်တိုက်5တိုက်ပါဝင်ပြီးအထက်မှာလည်းစစ်တပ်အားရေနဲ့တန်းစင်လာတဲ့လေလက်ပတ်မှုစတဲ့အသက်ရှင်မှုလိုအပ်တဲ့အခြေခံလိုအပ်ချက်တွေတာမကဈေးဝယ်ဆိုင်ရာသွားစီကန်မိသက်ဌာနစာတိုက်ထမင်းစာကန်တရေစာပါအဆောင်ဖျားကြောင်စပင်ညက်ဆိုင်ဂျင်မြုံ ဘောလင်းပြေကစားကွင်းနဲ့ Starbucks Coffee ဆိုင်တွေကအစာအကုန်အဆုံးရှိနေပါတယ်။တင်ယူနိုင်မှာမလားတော့မသိပေမဲ့စစ်ကန်းကလုံအောင်ကိုလိုချင်အောင်ရနိုင်တဲ့မြို့ကြီးတစ်မြို့လိုဖြစ်နေပါတယ်။စကန်းတွင်းကတအားပေးဆက်ယုံနေရောဟာလျက်စစ်တအားကိုလုံအောင်ဖူလုံအောင်ပြုတ်လောက်ထားနိုင်တဲ့အပြင်ပြင်မအကူကြီးလုံအောင်မလို့ပဲအချိန်ကြာမြင့်စွာလဲပတ်နိုင်ပါတယ်။ American အစိုးရအပြောအရဒီစကန်းဟာလုံအောင်လုံပိတ်နေထားမှာအ ਨੇ စုံရ30အေးစစ်စစ်တောက်ခံနိုင်ပြီးအရေးပေါ်အခြေအနေမှာလူပေါင်း3000လောက်ကိုနေရာချပေးနိုင်တယ်လို့လဲဆိုပါတယ်။ အထင်ရှားဖြစ်ရနေတဲ့911အကြမ်းဖက်ဖြစ်စဉ်ကြီးတုံးကဆိုရင်တမရနှစ်ယောက်လုံးတန်ရာရဲနီးနေရင်အကြမ်းဖက်သမားတွေထလာဆိုတဲ့အခါအကုန်သေးသွားနိုင်လို့ဒူတမရဒိတ်ချန်ဒီကိုဒီစစ်စကန်နဲ့ပြောင်းရွှေ့ထားခဲ့ပါတယ်။အဲဒီနောက်ဒီစစ်စကန်ကိုအထူးတလဲ၃ရာရဲအထိအရေးပေါ်အခြေအနေမပေါ်ပေါက်ခဲ့ပေမဲ့အမေရိကန်ရုရှားနဲ့တရုတ်တို့ကြားစစ်ရေးပိုတင်းမာလာခဲ့ရင်တော့ဒီစစ်စကန်ကြီးကိုအရေးပေါ်ပြန်အသုံးချပွဲရှိလာနိုင်ပါတယ်။ပရိသတ်ကြီးရဲ့အတင်းတည်တဲ့အတိုင်းပဲရာသီဥတုကလည်းပူသလိုကမ္ဘာကမ္ဘာနေရာတဝန်းမှာလည်းပူလောင်မှုတွေကြီးပါပဲ။ ်အခုနေ့တခြားမှာကမ္ဘာမှာပလီပခါရီများလာတာနဲ့အတူအင်အားကြီးနိုင်ငံတွေနဲ့စစ်ရေးကာကွယ်မှုတွေဟာလည်းတိတိတသားကိုမြင့်မားထိုးတက်လာပါတယ်ရလဒ်အနေနဲ့အဆင့်မြင့်နည်းပညာတွေဗျူဟာမြောက်အကြံစီတွေနဲ့အတူကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးစစ်ခြေဆိုင်စကန်တွေပေါ်ထွက်လာပါတယ်ဒါကြောင့်မဲဒီနေ့မှာတော့ကမ္ဘာပေါ်ကဘယ်စစ်စကန်တွေကမလို့တော့ကြားနေတယ်လဲဆိုတာကိုလည်းစပ်ပြီးတော့ကြည့်ကြရအောင်ပါကွာတာနာမိုပင်လယ်ဩစကန်ဂျူဝါနိုင်ငံကွာတာနာမိုပင်လယ်ဩစကန်ဟာအဆင့်မြင့်ကောင်းမြင်နိုင်ပေမဲ့သူ့ဝီရွေးချက်ကောင်းနေတဲ့အဆင့်မြင့်ထားတာတော့မဟုတ်ပါဘူး ဒီစကန်ကြီးဟာမင်းသားကောင်းဆောင်ထားတဲ့ဘလူးလိုပဲဆိုရမလားပဲကမ္ဘာပေါ်မှာခိုင်ခံဆုံးစစ်ခြေဆိုင်စကန်တစ်ခုဖြစ်တဲ့ဆိုရက်အပေါ်ရန်သွေးမြင်အောင်မှာကမ္ဘာအဆိုးဆုံးစနစ်တကျညှဉ်းပန်းနှိပ်စက်တဲ့နေရာကြီးဆိုရက်ပုံရိပ်မဲကြီးရှိနေပါတယ်1903ခုနှစ်မှာအမေရိကန်တွေကမီးသွေးထုတ်စခန်းနဲ့ရေတပ်ခြေဆိုင်စကန်တစ်ခုတည်ဆောက်ဖို့ဆိုပြီးဂျူဝါစီကလည်းမြေတပ်တော်ငါးဖို့သဘောတူညီမှုရပြည့်တဲ့နောက်မှာဒီဆိုရလာတဲ့ကွာတာနာမိုပင်လယ်အော်စကန်ကြီးဖြစ်တည်ဖို့အကြောင်းဖန်လာပါတယ်1959ခုနှစ်ဂျူဝါဆိုရှယ်လေးအစိုးရတက်လာပြည့်တဲ့နောက်မှာ အခြေဆိုင်စခန်းကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အမေရိကန်ကဂရုမစိုက်ခဲ့ပါဘူးအမေရိကန်တွေဟာသူတို့လိုအပ်တဲ့အခါဒီမီကိုအကြောင်းပြပြီးဂျူဘားကိုဂျူးကျော်နိုင်မှုအတွက်စစ်စခန်းကိုအခိုင်အမာတည်ဆောက်ထားခဲ့ပါတယ်စစ်ရေးတိုက်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ဒီစခန်းနေရာဟာအမေရိကန်ရဲ့သိမ်းပိုက်မှုအောက်မှာဆက်လက်တည်ရှိနေပြီးအခုချိန်ထိသင်္ဘောသားနဲ့မရိန်းတပ်သားပေါင်း6500ကျော်စခန်းရှာထားတယ်လို့သိရပါတယ်ဒီလိုသမိုင်းကြောင်းမြေပိုင်ဆိုင်မှုအရှုပ်ထွေးတွေနောက်ထားပါအောင်ကွာဒါနာမိုပင်လယ်အော်စခန်းကြီးနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကအမေရိကရဲ့အစိုးရအကြေထားတစ်ခုဖြစ်နေလို့ပါပဲ။ ။မကြသေးမီကထောင်ကနေလွတ်လာတဲ့အကျဉ်းသားတို့ကသူရှိနေကနေတဆင့်အဲဒီထောင်ဝငရဲထပ်ဆိုတဲ့ညမနေဆက်မှုတွေကြုံတွေ့ခဲ့ရတာတွေကိုဖောက်ထုတ်ခဲ့ပါရယ်။အကျဉ်းသားတွေဟာအချိန်မောင်းမီမတွက်နိုင်အောင်ရင်မုန်းအောင်နှစ်ပြီးညမနေဆက်ခံရတာ၎င်းမောက်ထဲအစာရီအတင်းချက်ထူထေတာစိတ်မထင်မထင်သလိုစောင့်ကန်ရိုက်နှက်တာတန်ညုံနဲ့ချီပြီးအင်္ဂတ်ထားတာအေးတော်ရဲပစ်ထားတာအနာနာကပ်ပြီးတချင်းအကျဲကြီးတွေနားပွဲမထက်ဖွင့်တာစားတဲ့နီးလန်းနေကြောင်ဂွာတာနာမိုပင်လယ်ဟော့စကန်ဟာအစင်လဲမြင့်သလိုလောဝါကိုကြောက်စရာကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါရဲ့ ချိုင်းယင်တောင်နန်းစစ်စကန်အမေရိကဟာဆေးဘပါဝါအာဏာအရှိဆုံးနိုင်ငံတစ်ခုအဖြစ်နေကာလရှိကြစွာနေရာယူထားနိုင်ပါတယ်အမေရိကရဲ့စစ်စကန်နေရာနက်ကအခိုင်အမာဆုံးနဲ့အဆောင်အကျအကာရန်ထူထပ်ဆုံးစစ်စကန်တစ်ခုကတော့ချိုင်းယင်စကန်ပဲဖြစ်ပါတယ်ကော်လိုရာဒိုပြည်နယ်အမြင့်ပိုင်းမှာတည်ရှိထားတဲ့ဒီမြောက်ခန္ဓာကြီးရဲ့ဇင်မြစ်ကိုခြေရာခံကြည့်မယ်ဆိုရင်စည်ရေးတိုက်ပွဲကနေအစပြုခဲ့ပါတယ်အဲဒီတော့ကအမေရိကန်နိုင်ငံဟာဆိုဗီယက်ယူနီယံနဲ့လုံးဝမတည့်ပါဘူးတွေ့ရတဲ့ချမဲ့တကယ်ရဲ့ဖြစ်နေပြီးအချိန်မီနျူကလ িয়ার စစ်ပွဲထားဖြစ်မဲ့အလားအလာရှိနေကြတာပါ ဒါကြောင့်အမေရိကန်တွေအနေနဲ့လုံခြုံတဲ့နျူကလ িয়ার ဘုံးဒဏ်ခံနိုင်မဲ့ခန္ဓာစကန်ကြီးတစ်ခုကိုဖန်တီးဖို့လိုအပ်လာပါတယ်။ဒီရွယ်ချက်နဲ့ပဲချိုင်းရင်တောင်စကန်ကြီးဖြစ်တည်လာတာပါ။ဒီစစ်စကန်ကြီးကို1961ကနေ1969ခုနှစ်အတွင်းမှာကျောက်သားမြေပြင်အောင်မီတာ850ကျော်အောင်လေဝတ်တီစောက်ခဲ့ပါတယ်။ဒီစကန်ကဘလောက်တောင်မှတောင်တင်းခိုင်မာတယ်လဲဆိုရင်သူ့ရဲ့တက်တဲ့ပေါ်အင်အားကြီးမားလို့နဲ့ဘုံကြီးဝုန်းကနေပြုတ်ကျလာရင်တော့စကန်နဲ့ထိုးဖောက်ဝင်ရောက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အခြေဆိုင်စစ်စကန်ကြီးထဲမှာအဆောက်အအုံ15လုံးကျော်ပါရှိပြီးအင်အားမှ separate ပေါင်းထောင်ကျော် အစင်းမြင့်ပြောင်းလဲပြင်းလဲပိုက်ချိတ်ဆန်းစစ်တင်တဲ့ကောင်းဝဲတီးဆောက်ထားပါရယ်ဒါကြောင့်ဘုံတန်ကြောင့်ဖြစ်စေငလျင်လုံးလို့ဖြစ်စေ EMP ကြောင့်ဖြစ်စေဖြစ်ပေါ်လာမဲ့တုံခါမှုတွေကိုအများဆုံး2.5စင်တီမီတာအထိကန့်တတ်ပြီးထားပါရယ်ဂိတ်တကားချင်းတွေကလည်း25တန်အထိလေးချိန်ရှိပြီး30မီဂါတန်အားရှိတဲ့နျူကလ িয়ার ပောက်ကွဲမှုကြီးတကားနောက်မှဖြစ်လာရင်တော့ကဘာကျော်ဂိုးဖန်သမဘောလုံးကိုပုတ်ထုတ်လိုက်သလိုပြန်ကန်ထုတ်ပြစ်နိုင်တာပါ။တစ်ချိန်တည်းမှာပဲဓာတ်ရုပ်အစိတ်၊စီဝါအစိတ်၊တက်ရောင်ကြီးနျူကလ িয়ার ညဉ့်ဉန်းမှုတွေကိုစစ်ထုတ်ဖဲချပစ်နိုင်တဲ့ ဇာကစစ်ပါအစင်းမြင့်အဆိုရှင်ကိုရန်စနစ်တရှိအားကြောင်းအပြင်းမမပါရီပဲဖြစ်နေပါစေအထဲကလူတွေကအေးစစ်စီပါပဲတကယ်လို့တတိယကမ္ဘာစစ်သားဖြစ်လာမယ်ဆိုရင်အရေးပါတဲ့စစ်ရေးရရှိတွေနဲ့ကမ္ဘာစစ်မြင့်လက်နက်ကြီးတော်တော်များများဟာဒီစခန်းမှာခြေချတက်ဆွဲဖို့တည်ကြတော့ရှိနေပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ကမ္ဘာနဲ့မှာရှိတဲ့အစင်းမြင့်ဆုံးနဲ့အမိုက်ဆုံးစစ်စခန်းကြီးတွေအကြောင်းမှာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမှာမို့လို့ကျွန်တော်ရဲ့ Top Channel လေးကို Like and Follow လေးလည်းပြုလုပ်ခဲ့ပါအောင်ဗျအစောလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ